နိုင်ငံတကာတည်င်းသဘောက်အနေနဲ့အမေရိကန်ရေတပ်ရဟတ်ရင်နဲ့ဂျက်လီရင်တောင်တရုတ်ပင်လယ်တွေပြစ်ကြတဲ့တည်အမေရိကန်ရေတပ်ရဟတ်ရင်တစင်းနဲ့ဂျက်လီရင်တစင်းတို့ဟာတောင်တရုတ်ပင်လယ်ထဲမှာတနင်္ဂနွေနေ့ကတီချဖြစ်ရက်နှစ်ခုအတွင်းပြတ်ကျခဲ့တယ်လို့ AFP သတင်းဌာနမှဖော်ပြထားပါတယ်။ အခုလိုတောင်တရုတ်ပင်လယ်တွေကို ပြတ်ကျခဲ့ပေမဲ့လေရင်မှုတွေကိုဘေးကင်းစွာကယ်ဆယ်နိုင်ခဲ့တဲ့အတွက်သေဆုံးသူမရှိဘူးလို့ဆိုပါတယ်ပထမဆုံးပြတ်ကျမှုကတော့ MX60R စီးဟွားရဟတ်ယာဉ်ဖြစ်ပြီးလေရင်တင်တင်ပေါ် USS Nimitz မှာပုံမှန်လုပ်ငန်းတွေလှုပ်ဆောင်နေစဉ်တောင်တရုတ်ပင်လယ်ရေပြင်မှာပြတ်ကျသွားခဲ့တယ်လို့ American Pacific ရေတပ်ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် ယဟယင်မောမှာပါရှိတဲ့လေယံအမှုရန်တုံဦးစလုံးကိုရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်ရေတက်ရဲ့အဆိုအရနိုင်ဝက်အကြမှာတိုက်လေရင်တစင်းဟာလဲ USS Nimitz ကနေပုံမှန်လုပ်ငန်းတွေလှုပ်ဆောင်နေစဉ်တောင်တရုတ်ပင်လယ်တဲကိုပြတ်ကျခဲ့တယ်လို့ဆိုပါတယ်။ ရေတက်ရဲ့ထုတ်ပြန်ချက်ထဲမှာတော့လေရင်အမှုတန်းနှစ်ဦးစလုံးဟာလေရင်ပေါ်ကနေခုန်ထွက်နိုင်ခဲ့ပြီးဘေးကင်းစွာပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့သတင်းမှာဖော်ပြထားပါတယ်ရှင်။